လွှတ်တော်နှစ်ရက်မှာဆွေးနွေးနေတဲ့မျိုးဆောင်ဥပဒေမူကြမ်း၄ခုနဲ့ပတ်သက်ပြီးလူအခွင့်အရေးချိုးဖောက်တဲ့အချက်တွေနဲ့အကြံပြုချက်တွေကိုအရက်ဖက်လူမှုအဖွဲ့အစည်း180ထောက်ခံလက်မှတ်ထိုးပြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ကော်မတီတချို့ထံပေးပို့လိုက်ပါတယ်။ဥအကသတင်းပေးပို့ထားတာပါရှင်။မျိုးဆောင်ဥပဒေလိုလူတည်များတဲ့ကိုယ်ခွေရဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေကြမ်း လူကြီးတိုးပေါင်းလုံးထိန်းကြီးခြင်းဆိုင်ရာကျမ်းမာရေးဆောင်ရှောက်မှုဥပဒေချမ်းမြန်မာဗုဒ္ဓဘာသာဝင်မိမများအထူးထိန်းမြားခြင်းဆိုင်ရာဥပဒေချမ်းတလင်းတမားစနစ်ချင်းသုံးချင်းဆိုင်ရာဥပဒေချမ်းဒီမှာပါဝင်တဲ့အချက်တွေဟာပြည်ပဆိုင်ရာလူ့ခွင့်ရေးကြီးညာစာတမ်း2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေစီတော်စာချုပ်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါအချက်တွေကိုချိုးဖောက်နေတယ်လို့ဆိုပါတယ် ဒါကြောင့်မျိုးသမီးခွင့်ရေးဆောင်ရွက်နေတဲ့ဖွဲ့စည်းတွေပါဝင်ရပ်ဘက်ဖွဲ့စည်း180ဟာဒီဥပဒေမူကြမ်း၄ခုနဲ့ပတ်သက်ပြီးဝေဖန်ချံပြုတ်ထုတ်ပြန်ချက်တွေကိုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ကော်မတီချုပ်ထံပေးပို့လိုက်တာဖြစ်ပါတယ်။အခုရေးဆွဲတဲ့ဥပဒေကြမ်း၄ရပ်ဟာကျမတို့မျိုးသမီးတွေရဲ့အခွင့်အရေးကျမတို့မျိုးသမီးတွေကိုကာကွယ်စောင့်ရှောက်ဖို့ရေးဆွဲတာမှန်တယ်ဆိုရင်ကျမတို့အမျိုးသမီးတွေရဲ့အတန်ကျမတို့ရဲ့သဘောထားကျမတို့ရဲ့စံနှုန်းနဲ့ကိုက်ညံမှာဖြစ်ပါတယ်။ကျမတို့အတွက် ရေးဆွဲတယ်ဆိုတဲ့ဥပဒေတွေမှာကျမတို့ရဲ့ဆန္ဒကျမတို့ရဲ့အတန်နဲ့သဘောထားတွေမပါဝင်ဘူးဒါမှမဟုတ်ရင်ကျမတို့ရဲ့ဆန္ဒသဘောထားတွေနဲ့ဆန့်ကျင်တယ်ကန့်ညီမှုမရှိဘူးဆိုရင်အဲ့ဒီဥပဒေတွေကိုကျမတို့ကလက်ခံလို့မရပါဘူးကျမတို့ဆန့်ကျင်ပါပါကန့်ကွက်သွားမှာပါအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကစတင်ကြိုးပမ်းခဲ့တဲ့ဒီဥပဒေတွေဟာမြန်မာနိုင်ငံအတွက်လိုအပ်နေတဲ့ဥပဒေတွေဖြစ်တယ်လို့လည်းမဘာသာအဖွဲ့ကဆိုပါတယ်။တခြားနိုင်ငံတွေမှာလည်းမျိုးဖောက်ဥပဒေဆိုတာရှိပါတယ်။လူကြီးတိုးပွားနှုတ်ထင်းကြီးရင်ဖိုင်ရာဥပဒေတွေဆိုတာလည်းရှိတယ်။ ဒါကြောင့်မလို့ဒီဥပဒေသည်နိုင်ငံတကာအခွင့်အရေးနဲ့ပဲကြည့်ကြည့်မြမအခွင့်အရေးနဲ့ပဲကြည့်ကြည့်လူအခွင့်အရေးနဲ့ပဲကြည့်ကြည့်ဒီမိုကရေစီနဲ့ပဲကြည့်ကြည့်မဖြစ်မနေလိုအပ်တဲ့ဥပဒေဆိုတာဘုန်းကြီးတို့ကရေးရေးအာမခံရပါတယ်ဘုန်းကြီးတို့အနေနဲ့မြန်မာနိုင်ငံအနာဂတ်အရေးမှာအနာဂတ်အရေးမှာလူမျိုးပြောက်သွားနိုင်တယ်လူမျိုးပြောက်သွားရင်ဘာသာပြောက်သွားနိုင်တယ်ဘာသာပြောက်ရင်တိုင်းပြည်ပြောက်သွားနိုင်တယ်အဲ့ဒီလူအချက်အလက်တွေကိုလည်းအလုံးလေ့လာပြီးတော့မှ ကန့်ကွက်ခြင်းနဲ့လူအခွင့်အရေးသမားကန့်ကွက်ပါလို့ဘုန်းကြီးကဒီနေရာကနေပြောချင်ပါတယ်ဆွေးနွေးနေတဲ့ဥပဒေချမ်း၄ခုအစားစတင်ရေးဆွဲနေတဲ့မြို့သမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေချမ်းကိုအ мян ဆုံးရေးဆွဲအတည်ပြုပြထားနိုင်ဖို့ကိုနိုင်ငံတော်အစိုးရအနေနဲ့ပံ့ပိုးကူညီတင်တယ်လို့လည်းရပ်ဘက်ဖွဲ့စည်းတွေကအကြံပြုထားပါတယ်ကျွန်တော်အားကားပါ